အသားကိုထိမိလိုက်တာနဲ့ချက်ချင်းသေဆုံးသွားနိုင်တဲ့အစိတ်ရှိဖားအပါဝင်အမေဇုန်တောနယ်ထဲကထူးခြားစံပြတတ်တော်များကဘာကြီးရဲ့အသိအသီးဆုံးနဲ့အကြီးမားဆုံးတစ်တော်ကြီးဖြစ်တဲ့အမေဇုန်တောနယ်ကြီးဟာရိုးရိုးတတ်တော်ရီသာမကထူးခြားစံချေလွန်လာတဲ့စွမ်းရည်တွေနဲ့အန်အောစရာအသွင်ပြင်းတွေကိုပိုင်ဆိုင်ထားတဲ့တတော်ပေါင်းများစွာရဲ့နေထိုင်ရာဌာနေပဲဖြစ်ပါလိမ့်နေစဉ်နေထိုင်မှုမှာတေမင်းနဲ့ရင်ဆိုင်နေရတဲ့ဒီတတ်တော်ရီဟာတရိယရှင်တန်ရဲ့တီမိုးအတွက်တဘာဝရဲ့လက်ဆောင်တွေကိုအပြည့်အဝအသုံးပြုရကြပါလိမ့် ဒီနေ့မှာတော့အဲ့ဒီထဲကမှစိတ်ဝင်စားစရာ၅မျိုးအကြောင်းကိုဖော်ပြချင်ပါသေးတယ်။ပထမဆုံးအနေနဲ့ပြောမယ့်အကောင်ကတော့အယောင်သွေးလာပေမဲ့အစိတ်ရှိအန်ရည်ရှိတဲ့တတ္တဝါတစ်ကောင်ဖြစ်တဲ့အစိတ်များဖားလို့ခေါ်တဲ့ poison death frog ပဲဖြစ်ပါသေးတယ်။ဒီဘာလေးတွေဟာအစိတ်အပြာအဝါလိုမျိုးတောက်ပါတဲ့အယောင်တွေနဲ့ပိုင်ဆိုင်ထားတာကြောင့်မလို့အရန်ကိုလှပပါသေးတယ်။ဒါပေမဲ့သူရဲ့အရေးပြားကနေထွက်တဲ့အစိတ်ဓာတ်ကလူဟိုတတ်နိုင်လောက်အထိအစိတ်ပြင်းပါသေးတယ်။ ရှေးရခင်ကအမေဆုံးဒေသခံတိုင်းရင်သားတွေဟာအဲ့ဒီအစိတ်ကိုအမဲလိုက်တဲ့အများထိတ်ဖြားတွေမှာလိန်ချံအသုံးပြုခဲ့ကြတာကြောင့်အစိတ်များဖားလို့နာမည်တွင်တာပဲဖြစ်ပါသည်ဒုတိယမြောက်နေနဲ့ပြောပြပေးခြင်းနဲ့ထူးဆန်းတဲ့တတ္တဝါကတော့သဘင်မရှိတဲ့ you are curry မြောက်လို့ခေါ်တဲ့မြောက်ကရုံးညီအကြောင်းဖြစ်ပါသည်ဒီမြောက်မျိုးစိတ်ဟာဘရာဇီးနဲ့ပီရူးနိုင်ငံတွေရဲ့အမေဆုံးဒေါ်နတ်ထီထဲမှာတွေ့ရပြီးဒရီရဲ့ခေါင်းမှာသပင်လုံးဝမရှိဘဲကရုံတုံးထားသလိုခေါင်းပြောင်နေခြင်းနဲ့ညည်းနေတဲ့မျက်နှာတို့ကြောင့်ထင်ရှားကျော်ကြွားပါသည် တရီရဲ့မျက်နှာနီးရဲနေခြင်းဟာဂျမ်းမာကြီးကောင်းမွန်ကြောင်းကိုပြသနေတာဖြစ်ပြီးမျက်နှာကအယောင်ဖြော့သွားရင်တော့ဒါဟာဖျားနာနေတာဒါမှမဟုတ်စိတ်ဖိစီးမှုရှိနေတာကိုဖော်ပြရဲလို့ယူဆကြပါလိမ့်။မြောက်တီဟာတင်းပင်ထိပ်ဖျားမာတာနေထိုင်ကြပြီးအုပ်စုဖွဲ့လှုပ်ရှားသွားလာကြပါလိမ့်။ဒတိယမြောက်ထူးခြားတဲ့တတ္တဝါတစ်ကောင်ကတော့ရွှေချင်းသည့်တောင်မရင်မြောက်လို့ခေါ်တဲ့မြောက်ငယ်လေးပဲဖြစ်ပါလိမ့်။ဘာကြောင့်ဒီလိုနာမည်ခေါ်ရတာလဲဆိုတော့သူတို့ရဲ့ရွှေရောင်စပင်ထူထူတွေကချင်းသီးတွေရဲ့အမွေးအမြစ်နဲ့အလွန်တူတာကြောင့်မလို့ဒီလိုနာမည်ပေးထားတာဖြစ်ပါလိမ့် အရွယ်စားသင့်ခဲ့တဲ့မြောက်လေးတွေဟာဘရာဇီးရဲ့ကန်ယူရန်ဒေတာတွေမှာသာတွေ့ရပြီးမြို့သုံးမဲ့အန်ဒီယန်နဲ့လည်းရင်ဆိုင်နေရပါသည်သူတို့ဟာလည်းပဲမိသားစုလိုက်သွာလာနေထိုင်ကြတဲ့ကောင်းနေဖြစ်တယ်လို့အမေဆုံးတော်ရဲကတစ်ပင်နေပေါ်မှာသာဂုံပေါက်ကစားရင်သွာလာနေကြတဲ့တစ်ပင်ပေါ်ကတန်မိုးရှိရရနာလိုမျိုးစိတ်ပဲဖြစ်ပါသည်စတော့ထားမြောက်နေတဲ့ဒူးဆန်တဲ့တတ်တော်ကတော့ငါးဖန်းလင်းတို့လို့ခေါ်တဲ့ fishing bait တွေပဲဖြစ်ပါသည်ညဘက်မှာအမဲလိုက်လေးရှိပြီးဒီလင်းတို့တွေဟာရေပေါ်မှာပြန်တန်းရင်းသူတို့ရဲ့ကြီးမားပြီးခြုံထက်တဲ့ခြေသေးတွေကိုအသုံးပြုကား ရေထဲကငားငယ်လေးတွေကိုဖမ်းယူစားတောက်ပါလိမ့်။သူတို့ရှိမှာ echo location လို့ခေါ်တဲ့အတန်လိုင်းပြန်စနစ်ဟာအလွန်ကောင်းမွန်တဲ့အတွက်ရေထဲမှာလှုပ်ရှားနေတဲ့ရေရက်လေးခတ်လိုက်တဲ့ငားတွေရဲ့လိုင်းတွေကိုအလွယ်တကူသိရှိနိုင်ပါလိမ့်။ဒီလင်းတို့တွေဟာပုံမှန်လင်းတို့တွေလိုမျိုးအင်းဆက်ပိုးမွားတွေကိုမစားဘဲငားတွေကိုသာအဓိကစားသုံးတဲ့ရှားပါလင်းတို့မျိုးစိတ်ဖြစ်ပါလိမ့်။နောက်ဆုံးအနေနဲ့ပြောပြမယ့်မျိုးစိတ်တစ်ခုကတော့ကင်ကာဂျူးလို့ခေါ်တဲ့ညဘက်မှလှုပ်ရှားတဲ့တံတဝငယ်လေးတွေဖြစ်ပါလိမ့် သရီးအမီကိုတိတ်ကိုင်းနေမှာချိန်ဆွဲပြီးတွဲလောင်းကြနေနိုင်တဲ့အတွက်ဟန်ချက်ထိန်းနဲ့အမီလို့လည်းခေါ်ကြပါသည်မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့နှူးညံ့တဲ့အမူတွေကြောင့်အလွန်ချစ်စရာကောင်းပြီးပုံမှန်တရံကတော့မြောင်းနဲ့မြေခွေးကိုပေါင်းဆက်ထားတာမျိုးဖြစ်ပြီးတစ်သီးတွေပန်းဝေးရီတွေကိုစားသုံးရင်းအမေဆုံတော်ရဲမှနေထိုင်နေကြပါသည်